ပိသကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါစေ။ဘုပိသကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်။ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့နေတဲ့အတူရာဒီဘွားဒီမှာလဲသူ့ဘသူကံတရားတွေပြောင်းရွှေ့ပါတယ်အဲပြောင်းရွှေ့ဖြစ်ပေါ်လာမဲ့အစိုးကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမဲ့ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်ဆက်လက်ပြီးတော့ကုံရာဒီဘွားကုံရာဒီဘွားဆိုတာဇန်နဝါရီ27နဲ့ဖေဖော်ဝါရီလ18ကြားမှာမွေးဖွားတဲ့လူတွေဖြစ်ပါတယ် ဒီရာသီဘွားတွေကလက်ရှိ လုပ်ငန်းတွေကနေထွက်လို့ခြင်းပြောင်းလို့ခြင်းတွေဖြစ်နေတယ်အလုံမငိမ့်နေရာမငိမ့်အိမ်မငိမ့်သေးပါ လောလောဆယ်ရောက်နေတဲ့အလုံအတိုင်းဝိုင်းနေရာရာသူမငိမ့်မတက်တည်ရှိပါတယ်နောက်များကာလဇန်နဝါရီလအလုံတိရာသူတိပေါ်မှာဖြစ်ပါတယ်နေရာတိတိပေါ်မယ်အကြံစီအောင်မယ်လောလောဆယ်တိခံပြီးပါ အလုတ်နေရာမငိမ့်သလိုအုပ်စုလည်းမငိမ့်ပါဘူးထွက်တဲ့လူ ထွက်ပြောင်းတဲ့လူပြောင်းတဲ့ခရီးတွေလည်းသွားပါလိမ့်မယ်ရှယ်ယာစတုကိစ္စတွေကွဲထွက်မှာဖြစ်ပါတယ်တစ်ဖက်မှာလည်းအမွေရတာတို့အမြတ်ရတာတို့ထီပေါက်တာတို့ရှိပါတယ်မိတ်ဆွေကောင်းတွေဆရာကောင်းတွေတွေ့ပါမယ်အထောက်ပံ့ကောင်းတွေရရှိပါလိမ့်မယ်စိတ်နှလုံးပျော်ရွှင်ပါလိမ့်မယ်မိမိလိုအပ်နေတဲ့ငွေကြေးတွေဝင်လာပါလိမ့်မယ်နိုင်ငံတကာကိစ္စနဲ့ပညာရေး ချစ်သူသူလျှောက်တော်လန်းတာရပါတယ်အမားမလုပ်ပြီးလို့လိုပါတယ်လောင်ဝစားရှောင်းမှာခပိုက်နိုင်လူလိန်ခံမှုရှိပါတယ်ဝိစရာမဲ့အယောင်တွေကတော့အဖြူအဝါရောင်နဲ့ခိုးရောင်ငှက်ငှက်ငှက်ခါရောင်ကြည်ပြာရောင်နဲ့ခရမ်းရောင်များဖြစ်ပါတယ်တုံး၈၅ပတ်လဲအင်္ဂါတောက်ကြများမှာထီထူးပြီးပါ နေ့တိုင်းနေ့တိုင်းခုံတော်ကိုပါတဘာဟုတ်တဘာစိတ်မဲ့ တတနာကုံ၃ဘတ်နမောတတတပတ်စိတ်မယ်အိမ်မှာတော့အကျော်အား၃မျိုးပန်းအား၃မျိုးရေအား၃မျိုးအဲ့ဒါခုနှစ်ရက်ပြည့်အောင်လှူပေးပါထီးပြက်ဖနာပြက်တော့ပြက်များဖယ်ရှားပေးပါကိုရာဒီဘမိသားစုများကျမ်းမာချမ်းသာကံကောင်းကြပါစေ။